ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတက်ကိုပဲတောက်သုံးပါဘုံပန်းရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုချက်ပြီးမှပဲတောက်တင်ပါတယ်စကိုင်းတိုင်းတပရင်းမြို့နယ်အိုထင်းကွင်းကျွာစတင်ကြောင်းကိုဒေသတက်ခိုင်းမှုမကျွလွန်ခဲ့ဘူးလို့စစ်ကောင်စီကသူတို့ထင်းချုပ်ထားတဲ့နိုင်ငံပိုင်မီဒီယာကနေမနေ့ကမေလ၁၂ရက်နေ့ညပိုင်းကသတင်းထုတ်ပြန်လာပါတယ်အိုထင်းကွင်းရွာအလဲတန်းကျောင်းကို မနေ့မနက်ပိုင်းက10နိုင်ဝန်းကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းကနေဘုံကျွဲတိုက်ခိုက်ခဲ့တာပါမနေ့ညပိုင်း7နိုင်ကျော်အထိရရှိထားတဲ့စစ်ရင်တွေရကျောင်းသူကျောင်းသားအယောက်20နဲ့ဆရာမ2ယောက်စုစုပေါင်း22ယောက်သေဆုံးပြီးအယောက်40ခန့်အထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တပင်းရွံ့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်ဒဏ်ရာရရှိသူတွေဟာအရေးပေါ်အခြေအနေအများစုပါဝင်နေတာကြောင့်သေဆုံးသူအရေအတွက်တိုးလာနိုင်ခြင်းရှိနေပါတယ်သေဆုံးခဲ့တဲ့ကျောင်းသားကျောင်းသူတွေထဲမှာ grade 2ကနေ grade 11အထိကျောင်းသူကျောင်းသားတွေပါဝင်နေပါတယ် အသက်အရွယ်အပိုင်းခြားရာအသက်6နှစ်9နှစ်ကနေ15နှစ်16နှစ်အရွယ်ကျောင်းသူကျောင်းသားအယောက်20တေဆုံးနေကြတာပဲဖြစ်ပါတယ်။အစူလိုက်ပြောလိုက်တေဆုံးစေခဲ့တဲ့စာတင်ကြောင်းဘုံကျဲမှုကိုပြည်တွင်းကလွတ်လပ်တဲ့မီဒီယာတွေနိုင်ငံတကာသတင်းဌာနတွေကရုပ်သံမှတ်တမ်းသတင်းထုတ်ပုံတွေနဲ့ဖော်ပြနေချိန်မှာပဲအာဏာသိမ်းစစ်ကောင်စီကညာရှင်နိုင်သတင်းမှာညှင်းဆိုခဲ့တာပါ။တရားမဝင်ပြည်ဖြတ်မီဒီယာတွေကမဟုတ်မမှန်လှုပ်ကြံဖော်ပြနေတာလို့ဆက်ဆွဲထားပြီးအဲ့ဒီသတင်းမှန်ကန်မှုမရှိဘူးလို့စစ်ကောင်စီကညှင်းဆိုထားတာပါ။ အန်ယူဂျီအစိုးရရဲ့လူအခွင့်အရေးဝန်ကြီးဌာနကတော့အိုထင်းခွင်ကျေးရွာစတင်ကြောင်းကိုစကောင်စီလေတက်ကဇက်တိုက်လေရင်နဲ့ဗဒေတာဘုံကိုအုံပြတိုက်ခိုက်ခဲ့တာလို့အသိပေးထုတ်ပြန်ထားပါတယ်။မေတီလာမျိုးရှန်တဲလေတက်စကန်ကတက်လာတဲ့ဇက်တိုက်လေရင်ကဘုံကျဲခဲ့တာဖြစ်ပြီးဘုံမရေတာလို့လူသိများတဲ့စင့်ကွဲပေါက်တဲ့ဘုံနှလုံးကိုအုံပြခဲ့တာကိုမျက်မြင်သက်သေတွေနဲ့ထွက်ဆိုကြပါဝင်ကြံရှိခဲ့တဲ့ဘုံခွန်တွေအရာသိရတယ်လို့အန်ယူဂျီလူအခွင့်အရေးဝန်ကြီးဌာနကဓာတ်ပုံနဲ့တကွဖော်ပြထားပါတယ်။ မနေ့ကမေလ12ရက်မနက်9:35မိနစ်ချိန်မှာအိုထင်းခွင်းကျေးရွာစတင်ကျောင်းမှာအတန်းတင်ဆောင်မွေးပွဲဖြေဆိုဖို့ပြင်ဆင်နေချိန်မှာဘုံကျဲတက်ခိုက်ခဲ့တာလို့သိရပါတယ်ရှင်ငလင်ဘေးတဲ့ဒေသတွေမှာဖြစ်နိုင်ရင်တော့ရေတန့်ကိုပဲတောက်သုံးပါဘုံပါရေတွေးရေကန်ရေပဲတောက်သုံးနေသူတွေဆိုရင်တော့၃မိနစ်လောက်ပော့ပွက်စုအောင်ကြိုးချက်ပြီးမှပဲတောက်တင်ပါရယ်